မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ညကုံမောင်တို့တွေကိုဆရာကြီးစင်ဖြူကျွန်းအောင်တန်းရေးသားတော့ရင်ဘတ်နောက်ကကြောလို့အမည်ရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာနားဆင်ကြည့်ပါအောင်ခင်ဗျာရင်ဘတ်နောက်ကကြောမိမေဤဒေါသကိုစောစောစီစီဖန်တီးပေးသူမှာကြက်ဖဖြစ်သည်မိမေထမင်းချက်နေကြမိဖို့အနည်းတွင်ကြက်မြုံတစ်ခုရှိသည်ကြီးကန်းရံကိုကြောက်တော့ကြောင့် ်မြုံမကြက်မဆင်းတိုင်းကျဲဥတလုံးကြမိမိကောက်သိမ်းထားခဲ့သည်လွန်ခဲ့သောဖိနစ်ကမူကြက်မသည်မြုံမမဆင်းဒီတော့ကောက်သိမ်းထားခဲ့သောကျဲဥစံကားလုံးအနက်မိမြကို ပြန်ထက်ပေးရတော့သိမ့်မည်နီအချို့ကျမသည်တာထိန်ကောင်း၏အချို့ကညံ့၏ဒီကျမမှာမထမ်းမဖြစ်သည်ဖြင့်သူ့အစွမ်းကိုမသိတို့ဖြစ်၍ မိမေးသည်ဝတ်တော်မိကျမ၏ရင်ခွင်အောက်သို့ကြက်ဥစက်တလုံးထည့်ပေးလိုက်သည်ကျမသည်အညောင်းပြေခဏတပြုတ်ဆင်းတတ်၏ကြီးကန်းကလည်းဒီအချိန်ကိုစောင့်တတ်သည်ထို့ကြောင့်မိမေးမှာကြက်မြုံကို အလစ်မပေးရဲ့ပေဒီနေ့မိမေးတတိဖြင့်နေခဲ့၏သူ့ကိုတတိပေးသူမှာကြီးကန်းဖြစ်၏ကြီးကန်း၏တောင်မှခတ်တန်သည်မိမေးကိုတတိပေးတဲ့ကဲ့သို့ဖြစ်ချေသည်ထို့ကြောင့် ကျက်မြုံကိုလှမ်းကြည့်သည်မြုံထဲ၌ကျက်မှရှိသည်နေလုံးကိုမိမေးမျှော်ကြည့်၏အင်းအနေတော်ပဲအိမ်နေနာရီရှိညာတမီးကြီးလှလှချွေနှင့်သားတွေပဲတုံးသည်မိမေးမတုံးတတ်မိမေးတုံးတတ်သည်ကနေလုံးပင်ယခုလည်းနေလုံးကိုကြည့်ပြီးစံစည်းသည်ထမင်းအိုးတည်သည်မိဖို့ချင်းနှင့်မဏိမဝေးတွင်ဥပန်းကြီးရောက်နေသည် အမိုက်ပုံကို ရပ်ဖွားနေရကအာယူပြီးတောင်ပံနှစ်ဖက်ကိုခတ်သည်ခတ်ပြီးမှတွန်သည် ဥပန်းကြီးတွန်တန်ထွက်လာခြင်းသည် တောင်ပံခတ်သည့်အချိန်ကြောင့်အမိုက်တွေဖုံတွေ လွင့်လာခြင်းဖြစ်တော်သည်မိမေရောက်ရှိနေသောမိဖို့ချင်းမှာမြေပြင်အောက်တွင်တံတောင်းများနေရာအမိုက်များ ဖုံများဖြင့်မိမေမျက်နာကိုကျုံပတ်တကယ်သို့ဖြစ်တော်သည်မိမေမျက်နှာကိုရှုပ်ထားပြီးကြက်ပကြီးကိုလက်ရမ်းပြီးမောင်းနေ၏ ကျမကြီးဒီကတော်တန်ပေးပြီးနေရာရွှေ့သွားညာဝေးဝေးကိုမရောက်မိမေအာယုံတွင်စိုးမိရေးကကြီးစိုးနေသည်အိမ်တွင်စိုးရက်သောအကြောင်းတုံးချောင်းရှိသည်ဇွန်ဖြင့်ခတ်လောင်းသူပကံထဲတွင်ကြိုတင်ထဲ့တာပြီးလောင်းသူဟူ၍ရှိ၏မိမေမှာစိုးကိုစံသေးတောင်းတွင်ထဲ့ကဇွန်ဖြင့်ခတ်လောင်းသူဖြစ်သည်ခြေသုံးတစ်ပိတ်တွင်စိုးပြည့်နေပြီနောက်တစ်ပိတ်များတဲ့၌စိုးမပါတလောက်ရှိတတ်၏ ယခုတလောတွင်မူလဲတဲ့ချောင်းတဲ့သို့အတွာလာများသောကြောင့်ထင်သည်တန်ဃာတော်များဆွန်းအရနေသည်ထို့ကြောင့်ကြိုးစားပြီးလောက်မှဖြစ်မည်ထိုစေတနာဖြင့်ထမင်းအိုးကိုမိထိုးသည်တပွက်ပွက်လျင်မိမေးသည်ရောင်မှဖြင့်တချက်မှွေသည်မြုံထဲမှကြက်မှသည်စူညံသောအော်ဟစ်လျက်ဆင်းလာသည်ဤတွင်အသင်ဆောင်နေသောကြက်ဖကြီးကတောင်ပံနှစ်ဖက်ကို ဖားလာချလျက်လိုက်လေတော့သည် ကျမသည်အမိမခံနီးရာကပြင်းဆုံးချီရေအိုးစင်တန်းပေါ်သို့ခုန်တက်သည်ရေမှုန်ရိုးပေါ်နားမိသည်ရေမှုန်လိမ့်ကြသည် ကျမသည်စူညံသောအော်ဟစ်ရင်မြေပြင်ပေါ်သို့ခုန်ဆင်းပြန်သည် ကျမလည်းကျမပြေးရာသို့လိုက်သည်ဟဲ့ချွေးဟဲ့ချွေးမိမိကြိုတင်ဟန်တားထားပါလေကျမသည်မိဖို့ချင်းအဆက်တို့ကြာလာပြီးမှနီးဆက်ရာ ဇောင်းရံတန်းပေါ်သို့ခုန်တက်သွား၏။နောက်မှထက်ချက်ပါလာသောကျက်ဖလည်းမိဖို့ချင်းအဆက်သို့ချင်းစင်နောက်ဆင်ကြလာ၏။ကျမတော်ကဖုံမြတာထညာသူ့လက်တွင်ကအကောင်ကလည်းကြည့်သဖြင့်တိမ်ပန်းချောက်တွေပါ ထမင်းအိုးထဲဝင်ကုန်သည်။ဟာဟက်ချွေးထမင်းအိုးမှာဆုံးအိုးလည်းဖြစ်၍ဝင်လာသောတိမ်ပန်းချောက်တွေကိုမိမိကောက်ပြစ်သည်။လက်ကိုအပူလောင်သည်ဖြင့်မှုတ်ရသည်။ ။ဤများဖြင့်အာမရသေးပဲလက်နီးစုပ်ဖြင့်ရော ရောင်းမဖြင့်ပါ ကောက်ပေါက်သည်။တိန်လုံးမှာကျမဤကရောတံမကကျဖဤကရောတံမှာဆူညံသွားသည်။မိမေးမှာထမင်းဟိုးပွက်ချိန်ကြီးတွင်ကျဖနှင့်ကျမကိစ္စဝင်လာတော့ကြောင့်ထမင်း၏အငှဲ့နောက်ကျသွားပြီ။ပြော့ဒူမနက်မဖြစ်စေရန်ကထမင်းအိုးကိုရေထိုးရသည်။ဒီနယ်ကတိလင်တာဖြစ်၍ကျွဲမီးတုန်နေချိန်တွင်မိဖို့ချင်းဘောင်ပေါ်သို့ မြက်ကောင်းဆန်ကလာထိုင်၏ဟဲ့ကောင်းလေးကြောင်းမသွားဘူးလားကြောင်းဖိသည့်အတွေ့ကြောင်းမသွားရကြောင်းကိုမြက်ကောင်းဆန်ဖြောင်းဖြောင်းမဖြေဘာကြောင်းလဲဟုရှုံးမဲ့ပြီးမင်းနေစဉ်ကျုပ်စက်တလုံးရှိသည့်ကြက်မြုံတို့တောင်မှခတ်တံတဝီဝီတာမကတအားအားမြည်နေသောအော်မီတန်ပေး၍ကြီးကန်းရောက်လာ၏ဟေးဟေးရှင် ကြီးကိုလျှောက်ရသည်ကတမျိုးထမင်းရဲ့ငှက်ထားသော ထမင်းရဲ့အိုးကထမင်းရဲ့အစေနှေးနေသည်ကမြကောင်းဆန်ကနှာမုတ်တံပေးလျက်ခါထောက်ရက်နေသည်ဖြင့်မအေးကို မခန့်တရန်လောက်တာပဲဟူ၍မြင်သည်စိတ်လဲတိုတတက်တိုးလာပြီကြောင်းမသွားနဲ့လို့ရီးစားကပြောလို့ဘာပြောတယ်ဒေါသတံဖြင့်မိမေးမေးသည်ကိုမြကောင်းဆန်အေးမဆိုင် ဘီဖို့ကျင်းတဲ့သူဆင်းလာပြီးမအေနဲ့ပခုံးချင်းဆောင်ရထိုင်၏။အမေအခုလိုပင်ပင်မမှန်ထမင်းမချက်ရအောင်လေ။ကျွန်တော်ကိုမိမပေးစားလိုက်ပါလား။ဘာဖြစ်တယ်။တားမိကတ်ထိုင်နေရကမိမေဆက်ခနဲ့ထရက်သည်။သူ့သားကိုငုံကြည့်ကဘာဖြစ်တယ်ဟုတ်ထမေးသည်။မိမလိုချင်ပြီဗျာ။ ဟင်းကနေမြည်ပြီးမိမိကြက်တည်သေးသွား၏ကြက်တည်သေးသွားရကအတက်ဝင်လာချိန်တွင်ရောင်မကျိုးသည့်အထိရိုက်ပြီးနေပြီလက်တောက်လောက်ကလေးနဲ့မိမလိုချင်အောင်ဖက်အာကြောက်ပါပြီအမေဟာကြောက်ပါပြီဗျဟဲ့နေအတက်ကိုနေသိရလားဟမ်ကြောက်ပါပြီဗျမသိပါဘူးမိမေးဒီမေးလဲမေးရိုက်လဲရိုက် အပေါ်ကြီးမှဖိပြီးရိုက်နေရမြကောင်းဆံမှာပြေးခွင့်မရ လက်ဖြင့်ကာပြီးကြောက်ပါပြီဗျဟုအော်နေစဉ်ခေါင်းရင်းအင်္ဂလိပ်မှအမေကြီးပြေးဆင်းလာသည်ဟဲ့ဟဲ့ဟဲ့ဘာဖြစ်ကြတာတော့ဘာဖြစ်လို့ဒီလောက်တောင်ရိုက်နေရတာတော့လာပြီးငါအမေထိလျင်ဓာကြီးဆိုတော့ဒေါ်ဖော့လာပါပြီထိုအမေကြီးပြေးလာနေကိုမြင်၍မြကောင်းဆံမြကောင်းဆံမှာအတက်ခါကုန်းအော်၏အောင်မလေးဗျာ အမေကြီးရေကဲပါအောင်ဗျမိမေအရာရက်တော်ညာလေမြကောင်းဆန်ဤသဘင်ကိုမူဆွဲထား၏အမေပဲစဉ်းစားကြည့်ပါ အမြင့်မေအတက်ကခြေလာမှဆက်တက်နှစ်ပေါ့ဟုတ်တယ်ဆက်တက်နှစ်ထဲဝင်နေပြီအဲ့ဒါဘာဖြစ်တော့မိမလိုချင်လို့တဲ့အမေရဲ့ဟုတ်လားဒါဆိုချတာချသေအောင်သာရိုက် တော်ဖို့သည် လေကားထိတ်တွင်ချထားသောရင်ငင်ဘုံမှကျိုးခောက်ဖြင့်ရိုက်သည်ဤမြဖြင့်အာမရ၍ရေဘုံဖြင့်ထုသည်အောက်ပါလေဗျာတေပါပြီမြက်ကောင်းစမှာအော်၍လက်ဖြင့်လဲကာသည် ရေဘုံမှနှီးဘုံဖြစ်စေကာမူဘုံပြားဖြစ်သောကြောင့်နာ၏တို့အတွက်တွန့်ပစ်ပြီးရှောင်ထွက်၏အမေကြီးတော်ဖို့မှကင်ကြရာရှိမှထနိုင်ထိုင်နိုင်သူဖြစ်ရာ မြကောင်းဆန်ဤတုံးအားကိုမခံနိုင်ဟင်အမေကိုတိုးတယ်ပေါ့လေသူ့ဘသားလဲတာတွေပါတွေမြကောင်းဆန်မှာပြန်လဲ၍ရှေးမပနိုင်ပဲဆန်တကားတို့အတင်းပြေးသည်ဆန်တကားမှာဒေါ်ဖို့ဤအိမ်ဆိုင်တို့လာသူများအဝင်ရလွယ်စေရန်ဟထား၏ဒီအဟကိုမြကောင်းဆန်လှမ်းအဆွဲတွင် တကားကအလိုလျောက်ပွင့်လာ၏တကားကိုတပတ်မှဆွဲပွင့်လိုက်သူမှာမြကောင်းဆန်၏အဖေဆန်ဝါဖြစ်သည် ။စံဝဖြစ်တော့ကြောင့်မြက်ကောင်းစံရို့သွားညာ။နောက်ကြောင်းပြန်လည်ရင်တတ်တာဖွဲရမရှိ။တို့ကြောင့်မြက်ကောင်းစံသည်ဖအေးလမောင်းအောင်မှငုံထွက်ခါ။ဟဲ့မပြင်းနဲ့။အခုပြန်လာခဲ့။အော်တန်မြောင်းကိုကြောက်ခိုင်းကပြေးလေ၏။စံဝကြွက်လာတော့မြက်ထုံးနှင့်တစဉ်ငန်းပြာ။ဒါတို့ပါဖျိုးဖျဲလွင့်စင်လျက်ကြံရင်ခဲ့ဤဤတို့ကိုလိုက်လံမဆူဆောင်မီအိမ်တွင်သို့လှမ်းကြည့်ဤ တလက်လဲကြနေသောဒေါ်ဖော့ကိုမိမေးကတွဲထူရင်အမေဘယ်နှနာသွားသေးလဲမေးမြန်းနေပေသည်ဟေးဘာဖြစ်ကြတာတော့မျက်ထုံးကိုမျက်စင်ပေါ်တို့ပြစ်တင်ရင်ဆံဝါးကလှမ်းမေ၏ပြောပဲမပြောချင်တော့ပါဘူးတော်ရင်းတို့အစချေက၁၇နှစ်သားဤမိမလူချင်းချောင်းပူဇော်ပုံကိုဆက်ဆောင်ခင်းပြသည် တာရီသမီးရင်တွင်ဘေးရောက်နေတတ်သောဆံဝပင်လျင်စိတ်ဆိုး၏တော်တော်ဆိုးတဲ့ကောင်းပဲဆံဝမှာအီမြဖြင့်ပြီးတော်ညာမကြမီကျင်းပါသော ထမင်းပွဲတွင်မြကောင်းဆံမပါတော့ချေထမင်းပွဲထိပ်တွင်ဆံဝထိုင်၏သူနှင့်ကက်လျက်ညာဘက်ဘေးတွင်ထိုင်နေကြဖြစ်သောမြကောင်းဆံနေရာတွင်ရဲရင်ဆံရောက်နေသည်ငါသာဗမာသွားစားမှာပါလေ တယောက်လက်နေတော့ထမင်းပွဲကိုကြည်ကမိမေစိတ်ပူညာနှုတ်မွက်မပြောမီဒီကောင်ပြေးလိုက်ရင်မိကြီးမိရေးတို့ရှိတော့တန်တက်ကွင်းတို့ပြေးမီအမေနဲ့အမေကြီးရိုက်လို့ဟုဆိုလိုက်ရင်မမေမဆန်စိတ်ဆိုးကြမည်သူများသည်ထမင်းကိုနှေးလိုက်မည်မဟုတ်ဟုတွေးမိတော့အခါစိတ်အေးရသည်သို့တော်ညနေဆောင်အချိန်မှမိကြီးရောက်လာတော့မှတန်တက်ကွင်းတို့မြကောင်းဆန်ရောက်လာကြောင်သိရသည် မိမေးစိတ်ထဲထင့်ကနေဖြစ်သွားညာဖြေ၍ရသေးသည်ဟုတ်ပြီဒီကောင်အနောက်ပိုင်းကိုပြေးတာဖြေရမယ်ဖြေသိညာစိတ်မချပြီဆံဝိုင်းမိဘများနှင့်အကိုနှမများရှိသော အနောက်ပိုင်းတွင်မြက်ကောင်းဆံရှိမည်ရှိ ကျော်သူဆံကိုအကြည့်လွှတ်ရတော့သည်အနောက်ပိုင်းမှာညီလေးမရှိဘူးအမေညီလေးမလာတာကြာပြီတဲ့ဘာကြီးကပြောလိုက်တယ်မိမေးရင်ထဲ၌စူးကနေဖြစ်သွားသည် ခေါင်းထဲ၌ကျင်ကနေခံစားလိုက်ရသည်ဟဲ့ဟဲ့ဟဲ့လောက်ကြအောင်ခြာကြပါအောင်မိမိတောင်းတောက်နေပြီအမေနဲ့ဖားရည်ရိုက်တော့ကြောင့်ထွက်ပြေတော့ဥမမဲဆာမြောက်တော့ခလေးတငယ်သည်အတော်များရှိရာတန်တက်ကွင်းတို့မတော်ဘာကြီးနဲ့ဘာတွေးရှိရာအနာဝိုင်းလိုလည်းမရောက်လည်ရင်မိသည့်အရက်တို့သွားတနည်းဖះဖះလူကုန်ကူးသူနေနေတဲ့တွေ့မှဖြင့် မိမေးသည်ထမိန်ကို ပြင်ဝဲ့ရင်မိဖို့ကျင်းထဲမှာတက်သည်တဖန်အိမ်ပေါ်တက်သည်ဘာလို့၍ဘာကံရမည်ဟုသောရည်ရွယ်ချက်မရှိတားသောဖြင့်ဂယောင်လျှောက်ချားဖြစ်နေသည်အမေအမေရရင်ဆန်သည်အတန်ခောက်အုပ်အုပ်ပေးလျက်အမေအနာသို့ကတ်လာသည်ညီအကိုသုံးယောက်တွင်ကျော်သူဆန်ကနွားရီလူရီတောင်းဝန်ယူရရာရရင်ဆန်ကနွားဆဆင်း မြကောင်းစံကနွားစာကြွေးဖို့တာဝန်ခွဲဝေထားကြ၏ယခုမအေထံရှင်းကလာနေသောရဲရင်စာမှာကောင်ရိုးပုံမှာအမော်တွေလူးနေတဲ့ဖြင့်ကောင်ရိုးနှုတ်ပြီးပြန်လာပုံရသည်အမေဟိုဟိုဟိုဒီသူသားတကားကိုမိမိစိတ်မဝင်စားညာမျက်လုံးဖြင့်မူဆွေ၍ကြည့်သည်အမေသာကောင်းမြတ်ဆန်လေဘာ ဆိုကမိမေးထရဲ့ဤရှက်ချင်းပြထိုင်ကရဲရင်ဆံကိုကြည့်သည်လူလေးဘာပြောလိုက်တယ်ညီလေးကိုတွေးခဲ့တယ်ဗျဟေးမိမေးဤနှုတ်မှာဟေးတလုံးနဲ့ရရွတ်လိုက်ခြင်းသည်ရေချမ်းဟိုးအရာထောင်တောင်ချလိုက်ပြီတကယ်တို့မိမေးရင်၌ဖြစ်ပေါ်၍လာပေတော့သည်မေလ2016ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာကိုဆက်လက်ပြီးတော့ အမေးပြအမေးလို့အမည်ရတဲ့ဝိထုတော်လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာအမေးပြ အမေးဂံကြိုးကိုဆွဲရန်လက်ကြွပြီးမှအေးဆောင်စိတ်ပြောင်းသွား၏အင်းနေပါစေတော့ဟုစိတ်ထဲကပြောသည်နွားနှကောက်မှာဂံကြိုးအဆွဲမခံရတဲ့ဖြင့်လေပင်သားတွေတယမ်းယမ်းတစ်ခါခါဖြစ်လာသည်ရာအဝင်းတကားဝါတို့ရောက်တော့အခါ ဂံကြိုးကိုဆွဲသူမရှိပဲရက်လေသည်စင်စဲတော်ကလှဲဖို့တွင် လူမပါချေဂုဏကတင်းညို့ခြုံဆက်တွင်ပွေးဆုံကိုလှမ်းမြင်ကလေးကပထမတော်လဲကိုရက်မြည်စိတ်ကူး၏စိတ်ကူး၍မြမပြီးသေးမီအကြံပြတ်သည်လှဲဖို့မှခုံချပြီးငြိမ်နေလိုက်လှဲဖို့မှခုံချပြီးလျင်ပြီးချင်းအေးဆောင်မလှုပ်ရှားခြင်းမှာ အလှဲ့နွားကြောင့်ဖြစ်သည် ထိုနွားသည် နောက်မလုံးတို့အတွက် တောင်းနေရင်ကနောက်သို့ကြည်တတ်သည်တခင်ခုံစင်းတောင်းနေခဲ့ပြီဟုသိလည်းရင်ဘေးဖဲ့သွားသည်တိုးကျင်သည့်ခြုံကိုဝင်တိုးသည် အထိုင်နွားမှာနှပြင်း အလှဲနွားကိုမဆန့်ကျင်ထို့ကြောင့်ခန္ဓာတစ်ဖြုတ်ငြိမ်နေပြီးမှတင့်ညိုခြုံရိပ်သို့ပြေးခဲ့သည်သူဒူးထောင်းနေသောနေရာတွင် ပွေးဆုံတစ်ခု တနေသားအွယ်ပွေးတကောင်ဤအစုံ ။ပွေးစုံကိုအေးဆောင်ဒီမြအရေးထားခြင်းမှာ ပွေးကိုကြောက်တော့ကြောင်ဖြစ်သည်။ရာထဲမှာနှမ်းပဲကျဲထားတာ ပဲပဲရှိနေနေပွေးတကောင်ဝင်လာလျင်သွားပြီ။မြေဟာဒီကတမျိုး ပွေးဖြက်စည်းဒီကတဖုံကြောင်သွားပြီ။ယခုအေးဆောင်စင်းကြည့်တော့ပွေးသည်မည်သည့်အချိန်ကလာပြီးဆုံသွားတည်းမည်သည့်ဘက်သို့သွားတည်းဟူသည်ကိုတိလို၍ဖြစ်သည် အာယုံပွေမွန်းတဲ့ပွေ နေဝင်ပွေးနှင့်တကောင်ပွေးဟု၍ပွေးဆောင်ထိုးချိန်ကိုလာပြီးခွဲခြားထားသည် ယခုပွေးမှာတကောင်ပွေးဖြစ်ပုံရသည်ပွေးဆောင်မြေသားမှာအပေါ်ရန်တင်းနေညာအတွင်းသားမှာလောက်စလုံးလုံး၍ရသည်အထိပျော်ပြောင်းနေသည် ဟုတ်ပြီဒီပွေးမြည်သည့်ဘက်မှလာပြီးမြည်သည့်ဘက်သို့တွားတည်းလက်ရှိပွေးဆောင်ကိုဗဟုထားပြီးအေးဆောင်ကြည့်ဤပွေးဆောင်သည်လဲလန့်ဤဝဲရဘက်တွင်ရှိသည် လဲလန်းဖို့မကြော်ပဲအရှိအယက်မှအနောက်ရက်သို့သွားသည်ပွေးစုံမြင်များတဲ့တွင် ပွေးမစင်အလုံးကလေးတွေတွေ့သည်ဟောဒါကြောင့်ဒီဘက်မကူးတာကိုပတိုင်းသေးသည်လူတို့အတွေ့စုပ်လျင်စူစားလျင်ယူနန်းလျင်မူဟူ၍ဆိုရွေးစကားရှိညာပွေးရအတွက်ဟုတ်ပုံမရအကြောင်းတော်ကပတိုင်းတော်၌ထပ်မှန်၍ပွေးစုံ တွေ့သောကြောင့်ဖြစ်သည် ပွေးသည်အရှိအယက်မှလာပြီးမြည်သည့်အယက်တို့သွားမည်နီအေးဆောင်သိကျင်သည်သို့တော်ရာဘက်ကြီးလှဲလန်းကို မဖြတ်သက်၍ပွေးအတွက်ဘေးကင်းမည်ပွေးကလည်းဗတိုင်းပေများကြား၌နှစ်ဆုံထိုးသည်ဗတိုင်းပေများရုပ်ချီးပြောက်သွားသည်ကုန်းပေတာနှင့်နွယ်ပင်များကအေးဆောင်ကို တောအုပ်တွင်ပို့သည် အနီးအနားတွင်စိမ်ဆန်းရှိရမည်နွယ်ပင်များကိုဆွဲချလိုက်ရာအေးဆောင်မှာကြက်တွေတည်သွား၏ ဟာအောင်မလေးတိတ်ကန်းကြောင့်တစ်ခုမှတွဲလောင်းကြနေသောကြီးရသည့်မှက်နေနေကြီးတစ်လုံးသည် အေးဆောင်အမျော်လင့်မထားသောမြင်ကွင်းဖြစ်၏သူသည်ကြီးရသည့်ကို ခုံဆွဲ၏မမီတော်တော်ဟုတ်တာပဲတခဏမျှပွေးကိုမေ့သွားပြီးမှဒီလိုဆူဆူစိမ့်လန်းတဲ့နေရာကိုပွေးမကြိုက်ဘူးဟူသည့်အတိဝင်လာသည့်အတွက်ပွေးကိုအေးဆောင်တတိယသည် ်ခြုံပုံများကိုမာကြည့်သည်ပွေးစုံတွေးလို့တင်ညာခရပုတ်ကလားမျက်စိတော်များကိုအေးဆောင်ရှေဖြင့်ရမ်းသည်သူချာနေသောနေရာ၌ပွေးစုံကို မတွေ့တော့မှနှစ်ခုကိုပြိုင်လိုတတိရသည်တစ်ခုကလဲတစ်ခုကပွေးစုံသည်လဲလန်းဟိုဘက်သို့ ရောက်သွားပြီလောအေးဆောင်ဤလဲသည်ရာတကားဘဝ၌ဥဆိုင်မနေအလှဲ့နွားလုံးသမ ्या ကိုလိုက်လျောနေသောနှဖင်းကြောင့် လဲသည်ကုန်းပေတာတောဆက်သို့ရောက်ရနေသည်အေးဆောင်အငမ်းမရလိုက်လံရှားပွေနေသော ပွေးစုံတစ်စုံကအခမ်းသားရောက်နေ၏ဒီနွားတေတော့မှာပဲကျုံဝါဆဲဆိုရင်လဲကိုမြေကြီးပေါ်ရှေးချောင်းမောင်းရကအရှိရက်သို့မျက်လုံးရောက်သွားသည်ဖုံလုံးထဲတွင် အပြင်းနှင်လာသောလှဲတစ်စီးနှင့်အစဲတန့်ခြင်းဥတ္တ သူသည်နွားတလန်းနှင့်အေးဆောင်ကိုမြင်မှအစဲကလေးဖြင့်နှုတ်ဆက်သည်မိမိကလွားထဲမှာပဲအစိုးကြီးထွက်သွားပြီကုတတိရာထဲကိုမရောက်သေးပါကလားအကောင်ကြီးဟာအကြီးမှလူမြင်ရင်ဆဲဖို့ပဲတတ်တယ်ဘာဖြစ်နေလဲမေးရမှမသိဘူးအခုမေးပြီကွာဘာဖြစ်တော့ပွေးတွေ့လို့ပွေးပွေးဘာဖြစ်တယ်ပွေးဦးတက်မှာ အေးဆောင်နှင့်ကစင်းတင်ဖြစ်သည့်အတွေ့အေးဆောင်နှင့်ထတ်တူပွေးကြောက်သည်ယခုလည်းပွေးကိုအရှင်ရရအသေးရရအစိမ်းစားမိပုံအရေးလာခဲ့တဲ့လမ်းမှာအရေးတတိထိုင်းမြင်ပါပါကျုပ်လည်းခဏအရက်မှာအထိုင်းနွားသေးပေါက်ထားတာအေးတွေ့ခဲ့တကွာတွေ့ခဲ့ပေသည့်တခြားနွားထင်းနေတာ အင်းပြောပါဦးဘာဖြစ်တယ်တော့ လဲဘော်ကလမ်းကြည့်ရင်တင့်ညိုခြုံစက်မှာပွေးဆုံတွေ့ခဲ့တယ်ဗျာမင်းရွာထဲကထွက်သွားတာကြာပါပြီကွာပွေးဆုံတွေ့တာနဲ့ဘာမှမဆိုင်ဘူးတစုံတစ်ယောက်ကတွန်းလိုက်ပြီတကယ်တော့အေးဆောင်မှာယိုင်သွားပြီယောအဲ့ဒီပွေးဆုံကိုဆင်းကြည့်တကောအဲ့ဒီကမှတန်ပြီလာလိုက်တာအခုအခုဘာဖြစ်သတော့ရာဒကားခွင့်နေရာကဥသက်လှမ်းနေသည် ကျုပ်တို့ဘာရဲ့ဥဒမာရာဒကားကိုဆမ်းမဖွင့်နိုင်တော့ပါလဲလိန်နေတော့ဒီကျုပ်တို့ယာရီဘက်ကိုလှမ်းလမ်းအောက်ကဝင်ပြီးတော့ထင်တာပဲဗျဘယ်မှာတော့ဒီမှာဗျဒီမှာဟောဒီအဆုံဟာဗတိုင်းပင်တွေကိုဖျက်တယ်လို့လို့နဲ့မဟုတ်ဘူးဗျသူ့ရဲ့ဥမင်လှိုင်းကောင်းကလှမ်းလမ်းအောက်ကိုဝင်နေဟောဒီမှာအေးဆောင်ကစင်ကိုမြတ်တဲ့ပုတ်ကိုပြောပြောဆိုဆိုဆွဲနှုတ်လိုက်သည် စင်ကို၍ရလောက်အောင်ခိုင်ခန့်သောစင်ကိုမျက်ဖုတ်သည်အတာကလေးကျွတ်ထွက်၏စင်ကိုမျက်နေရာဤအောင်၌ဥမင်တခုဥသက်သည်ထုံးစံအတိုင်းဆဲသည်ဆဲပြီးမှတော်တော်လေတဲ့ပွေးပဲกว่าအခုလောက်ရှိဟာဆိုကားစကားမဆက်တော့ပြီအေးဆောင်မှာယာတကားကိုဖွင့်နေရလဲကိုသွင်းနေရသဖြင့်ဥသက်ကိုမကြည့်အားဟေ့ကောင်ဟေ့ကောင် ဒီမှာငန်းပြချမရတဲ့အထဲကိုရင်းဆောင်ကြည်မြပီသားလာတော့အတန်ကလေးကြောင့်တကုံးကုံးတကွားကွားတငုံငုံတငိုင်းငိုင်းဖြင့်ငန်းပြချနေတော့အေးဆောင်မှာစန့်ကနေဖြစ်သွားသည်အတန်ရှင်မှာဥတ္တဤတမီများတွေဖြစ်သည်သူ့လက်ထဲတွင်အဝိထုတ်တထုတ်အဝိကိုအမြင်တင်နှင်းအေးဆောင်ပြီးပြီဒီအဝိထဲတွင်ဓာန်အိုးပါမီဓာန်အိုးထဲတွင်ထမင်း အမေနဲ့ဗမာတွေ့ခဲ့တာတော့မြတ်တယ်မဖြစ်ဘေးတို့ကတ်သေးသည်မြတ်တယ်ဤနောက်ပါ၌မြတ်တယ်ဤမှာငွေအိုးမြတ်တယ်နဲ့ထတ်တူအေးဆောင်ကြောင်းရရတော့ငွေအိုးဤနောက်မှာဒေါ်တော့အေးဆောင်ဤအမေဒေါ်တော့အေးဆောင်ဒီအမေကိုမြင်နေမြင်ချင်းလက်ထဲကြီးပစ္စည်းများကိုပြစ်ချခဲ့သည်အမေဒီအကြအနာခေါင်းပေါင်းလာသည်လက်ထဲတွင်ဝါထဲရန်အိတ်နှင့်ဝါကောက်မြည်အိတ် ဝါကောက်ဖို့ကစောပါသေးတယ်အမေယာဟဲ့လေထဲမှာမှုတွေလွင့်ကုန်ပြီဟဲ့ဝါပေါက်တွေနဲ့လေနဲ့ရောပြီးလွင့်ကုန်မှာဆိုလို့အမေပြောမှအေးဆောင်တတိထားမိသည်လက်ပန့်ပင်မှကြွေကြတော့လဲမှုများသည်တဟူးဟူးတိုက်နေတော့လေအောင်နာတဖြည်းဖြည်းပွားလာသည် ထို့နောက်လေခေါ်ဆောင်ရောက်နောက်သို့တပေါက်ချင်းလွင့်မျောလိုက်ပါလာကြသည်လေထဲတွင်အင်းနီးဖြင့်မှုတွေဝဲနေပြီး အမေတတိထားမိညာအေးဆောင်အမှတ်တမှတ်မဲ့တာနေကပူတဲ့နဲ့အမေယာဟဲ့ဝါကောက်တယ်ဆိုတာနေပူတော့ကောက်ရတာဟဲ့နေဝါကလည်းနေပူမှပေါက်တာအမေပြောသမျှအကုန်ဟုတ်နေသည်မိုးကောင်းသည့်အခါမျိုးတွင်တိုက်တော်လေသည်တဟူးဟူးတိုက်နေ၏ဒီလေကိုလူကမကြိုက်ညာလက်ပံပွင့်ကကြိုက်သည် အပင်ပေါ်မှာအတောင်းလိုက်ကြွေကြတော်လေအခွန်အောက်ကမှုပေါက်သည် လေတိုက်တိုင်းလှုပ်၏လှုပ်ပတ်များသောအခါတချက်မလွင့်တချက်လွင့်တော်မူတို့ကြောင့်အစိမ်းရောက်တော်တန်းတွင်လက်ပံပေါက်တွေဝဲနေသည်တို့လည်းရင်ဝဲနေရာကနေမရသဖြင့်ပြုတ်ကြသည်တစ်ခတ်နှင့်ညီတစ်ကိုင်းနှင့်ထိပြီးကြံခဲ့ကြသည် ကောင်းကင်ပြားကြီးနောက်ခံဖြင့်လွင်မျောသောလက်ပံပေါက်တို့ကတန်တရာရှိသည်လဲဝလဲလက်ပံကိုအားကြညာလွင်ခွင့်မတာအခွန်ကွဲသည်နှင့် အခွန်အပ်ဒီနေလူလက်ထဲပါသွားပြီအေးဆောင်ကဝါကင်းဘက်သို့ရှုပ်မဲ့ပြီးကြည်သည်ကြွကြွဇူးနေသောနေဘူးအောင်၌ဝါပွင့်များကကြိုကြဲပေါက်နေကြသည် ပူပါတယ်ဗျာအမေမကောက်ပါနဲ့ဟဲ့လေတိုက်တဲ့နောက်ကိုပါကုန်ပါဘောဟဲ့တော်တော်ဒီပြောပြောဆိုဆိုဝါကင်းထဲသို့ဆင်းသည်အေးဆောင်ကလှမ်းဆွဲထားခြင်းဥတက်ကတမောက်ဟေးကော ။ပွေးကလှဲလန်းကြွရင်တို့ຢာတွေတဲကိုရောက်တော့မှာကွ။အာ၊မက်ဖြံမတူးကြတာပေါ့ဗျာ။ဒို့စင်တွင်ဒေါ်တော့ကအေးဆောင်ကိုခါထွက်ပြည်၏။ဟာ၊နင်ဆွဲထားတာနဲ့တသက်မဲ့အချိန်ကုန်တယ်။ဒေါ်တော့ကပြောလဲပြော။ဝါခင်းတဲ့စင်းရာအေးဆောင်ကထပ်မံဆွဲထား၏။နေကပူလုံးတို့ပြောတာပါအမေယာမတက်ကလူငားမယ်ဗျာဒေါ်တော့မဲ့သည် မျက်ဆောင်ထိုးသည် ကောက်လို့ရမဲ့ဝါကတထောင်ဘူးဝါကောက်တဲ့သူကိုပေးရမဲ့နေတော်ကက9000အိုးထောင်ထောင်ဗျာဒီလောက်နေပူကြီးတဲ့တော့အမေမထွက်ပါနဲ့တော်တော်ကြာအပူချက်ပြီးအမေဖျားမှာဖြင့်စေဘိုးဝါကတဲ့အဖျားတံကိုခံနေရမှာနော်ဟုတ်ပါတယ်ဗျာဥဒကဝင်ပြောသည်ကျွဲဝါတွေကြုတ်ယူလာပေးမယ်ဗျာအမေအရေးထဲမှာအလုပ်လုပ်ရပြီဗောဗျာ နှွေထဏောင်းစောင်းမကြီးဟုအဆိုရှိညာပင်လုံးကျုံငုံငုံတိအောင်အရွက်ကြွေ၏ထိုနှစ်ပင်ထက်အေးအေးရသူမှာတရက်ဖြစ်သည်တရက်သည်အရွက်ကိုကုံအောင်မကြွေတို့ဖြစ်၍ဒေါ်တော်အတွက်အလွန်ဟန်ကြနေ၏သူကျွဲတင်သည့်နေရာ၌နေပြောက်မထိုးထိုအခါဥဒ္ဒမှာတယောက်ထဲပွေတူရပြီအကြီးခဏလေးနော်အေးပါငါတမီကူးနေပါပြီ ေးဆောင်သည်ဥတ္တကိုအားနာတော်ကြောင့်လှမ်းတောင်းပန်ရာကဥတ္တပြောမှပင်တောင်းတလုံးဖြင့်မိမိဘေးသို့ရောက်နေသူကို ကြည့်မိ၏မြတ်တွေပါကလားအတားမဲကုံတော့မှာပဲအေးဆောင်ကအော်ကြီးဟစ်ကျဲပြောညာမြတ်တွေကနှစ်ကိုကြားဖြင့်ပြန်မေး၏အတားမဲရင်မရှိဘူးပေါ့ဘဲ့နဲ့ပြောပါလိုက်ဗျာတိုးပြီးရှင်းပါပေါ့ ။မြားသွယ်ကအရေးသေးသူမျက်ဆောင်ထိုး၏။သူ့အမေကြတော့တီထက်လိုက်တာနော်။ဟင်းဟာတတမှာတယောက်ပဲရှိတဲ့အမေဗျာအမေ။မွေတားကြီးမဂ္ဂဇင်းဇွန်လ2016ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာ။ဆရာကြီးစင်ဖြူကျုံးအောင်သိန်းရေးသားတော့ရင်ဘတ်နောက်ကကြောလို့အမည်ရတဲ့ဝတ္ထုတို့လေးနည်း အမေပြအမေလို့အမိရတဲ့ဝိထုတို့လေးနှစ်ပုဒ်ကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နှားဆင်အဖြစ်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ